ရှမတဲ့ခရင်ခန်းကြီး30ငယ်40ကနေ40နှစ်ဖြစ်ပါတယ်။တင်တို့ကိုလက်ခံတော်သူဒီငါ့ကိုလက်ခံ၏ငါ့ကိုလက်ခံတော်သူဒီငါ့ကိုဆေလွတ်တော်မူတော်သူကိုလက်ခံ၏ပရောဖက်ဤမျက်နှာကိုထောက်၍ပရောဖက်ကိုလက်ခံတော်သူဒီပရောဖက်ဤအကျိုးကိုခံရလတံဖြောက်မှတ်တော်သူဤမျက်နှာကိုထောက်၍ဖြောက်မှတ်တော်သူကိုလက်ခံတော်သူဒီဖြောက်မှတ်တော်သူဤအကျိုးကိုခံရလတံ အချင်းသူသည်တပိတော်၏မျက်နှာကိုထောက်၍ဤသူငယ်တစုံတယောက်အားရည်တခွက်ကိုမျှပေးထိုသူသည်အကျိုးကိုမရဘဲမနေရငါအမှန်ဆိုသည်ဟုမာထားတော်မူ၏ချက်တော်ညီကိုမောင်မတော်ဒီကျန်းချက်ကိုတေချာလေ့လာမယ်ဆိုရင်ဒီကျန်းချက်မပြောခင်မှာပေါ့နော်ရှမတ်တဲ့30ဟာတေချာဖတ်မယ်ဆိုရင်တခင်ယေရှုခရစ်တော်ကနေတပည့်တော်တွေကိုမဟာစေစားချက်အမှုတော်မြတ်ကိုတရားဟောဖို့ရန်အတွက်ဧဝံဂေလိလို့ဖို့ရန်အတွက် စေလွတ်နေတာဖြစ်တယ်ဗါတယ်လေအေးဝင်ဂလိလို့ဖို့ရန်အတွက်စေလွတ်နေတာဖြစ်တယ်တပိတော်တွေအဲ့လိုစေလွတ်တဲ့အခါမှာတဲ့ခုနကျွန်တော်တို့ဖတ်တဲ့ကျမ်းချက်တစ်ချက်ကအပါဝင်တယ်အဲ့ဒီချက်ကဘယ်လိုပြောလဲဆိုတင်တို့ကိုလက်ခံတော်သူဒီငါ့ကိုလက်ခံလက်ခံဤ ဒီစကားကိုပြောတဲ့သူကသခင်ယေရှုဖရာဖြစ်တယ်။ Okay မှတ်ထားမယ်နော်။ဒီစကားကိုပြောတဲ့သူကသခင်ယေရှုဖရာဖြစ်တယ်။တင်တို့ကိုလက်ခံတော်သူတင်တို့ကိုဆိုတာဘုသူပြောရလဲဆိုတော့ဟိုစေလွတ်ခံရတဲ့တပည့်တော်တွေကိုပြောတာ။စေလွတ်ခံရတဲ့တပည့်တော်တွေကိုပြောတာ။ဆိုလိုချင်တာကသခင်ယေရှုဘလို့ပြောလဲဆိုတော့မြို့တော်သွားပါတဲ့အင်္ဂလီတော်ဟောပါတဲ့။အင်္ဂလီတော်ဟောတဲ့ခါမှာတဲ့အမှုတော်ကိုစောင်းတဲ့ခါမှာတဲ့နေတို့ကိုလက်ခံတဲ့သူဟာတဲ့ငါ့ကိုလက်ခံတာပဲတဲ့။နေတို့ကိုလက်မခံတဲ့သူဟာတဲ့ငါ့ကိုလည်းလက်ခံတဲ့သူမဟုတ်ဘူးတဲ့။ ငါ့ကိုလက်ခံပြီဆိုကြတဲ့ဟိုကဘာဖြစ်လဲခမီးတော်ကိုလက်ခံတဲ့သူဖြစ်တယ်တဲ့ဒီကနေ့အမှုတော်ဆောင်တွေကိုလက်ခံတော်သူဟာတဲ့ယေရှုခရစ်တော်ကိုလက်ခံတော်သူဖြစ်တယ်ဒီနေရာမှာလက်ခံတယ်ဆိုတာကအာသူ့ရဲ့အသေးပဲအမျိုးမျိုးရှိပါတယ်ဒီနေရာမှာအဓိကပြောချင်တာကအမှုတော်ဆောင်တွေကိုပေးလူချင်းကျွေးမွေးချင်းကိုအဓိကဆိုလိုတာဖြစ်ပါတယ်โอเคထပ်ပြောမယ်နော်တချိန်တုန်းကအေဝံဂေလိဟောတဲ့အခါမှာဒီကနေ့ခေတ်လိုမျိုး Facebook တွေ WeChat တွေဒီလို line တွေမရှိပါဘူး အာအပြင်ထွက်ပြီးမှလက်တွေ့ဗဇက်နဲ့ခေါ်ရတယ်။ဟိုတရွာပြီးတရွာတမျိုးပြီးတမျိုးသွားရတယ်။ဒီကနေ့ကလိုမျိုး online ရှိမယ်ဆိုလို့ရှိရင်တော့အာအဲ့လောက်ထိသွားစရာမလိုပါတော့။ဒါပေမဲ့ဒီကနေ့ခေတ်လိုမျိုး online မရှိတဲ့အတွက်အဲ့ဒီတခင်ယေရှုခေတ်ကာလမှာတရွာထွက်တရွာဝင်တမျိုးထွက်တမျိုးဝင်အဲ့လိုတော့ခေါ်ရတယ်။အဲ့လိုခေါ်တဲ့အခါမှာတဲ့ လက်ခံတဲ့သူအဲ့ဒီခေါ်တဲ့သူကိုလက်ခံတဲ့သူကြွေးမွေးတဲ့သူပိတ်လူတဲ့သူဟာတဲ့ယေရှုကိုလက်ခံတဲ့သူပဲတဲ့ဆိုလိုချင်တာကဒီကနေ့လဲအမှုတော်ဆောင်မရှိဘူးလားရှိပါတယ်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပြောတာနော်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုလက်ခံတော့သူကြွေးမွေးတော့သူပိတ်လူတော့ပိတ်လူတော့သူတွေဟာတဲ့တခင်ယေရှုခရစ်တော်ကိုလက်ခံတော့သူဖြစ်တယ်တဲ့တနည်းအားဖြင့်အမှုတော်ဆောင်တွေကိုလက်မခံတော့သူမပိတ်လူတော့သူအဲ့ဒီလူတွေဟာတဲ့ခရစ်တော်ကိုလက်ခံတဲ့သူ မဟုတ်ဘူးတဲ့မဟုတ်ဘူးမဟုတ်ဘူးဆိုတော့ဒီအရာတွေကိုတည်တည်ချာချာလေးနားလည်ဖို့လိုတယ်နော်ဒီကနေ့အမှုတော်ဆောင်တွေကိုပေးလူချင်းလက်လက်ခံပေးချင်းအဲ့ဝတ်ကြည်ချင်းကြွေးမွေးချင်းကဟိုသူတို့တနာလို့လုပ်နေတယ်ဆိုတာထက်တင်ကောင်းကြီးရမယ့်အလို့ဖြစ်တယ်ဟာလေလုယာထပ်ပြောမယ်နော်တင်ကောင်းကြီးရမယ့်အလို့ဖြစ်တယ်ဒီဒီအခွင့်အရေးကိုလက်လွတ်အဆုံးရှုံးမခံပါနဲ့ကျင်းစာမှာဘယ်လိုပြောထားလဲဆို prophet မျက်နှာကိုထောက်ပြီး prophet ကိုလက်ခံတော်သူတွေ prophet ဤအကျိုးကိုခံရလက်တန်းတဲ့ဗါတယ်လေ prophet ကိုလက်ခံတဲ့သူက prophet ရဲ့အကျိုးကိုလက်ခံရမယ်တဲ့ဆိုလိုချင်တာက prophet ဆိုတာဘာတူလဲဒီကနေ့ခေတ်မှာတော့ prophet ပါဆိုပြီးမှဒီလိုအရာအရာတော့မရှိတော့ပေမဲ့ prophet ရဲ့အလုပ်ကိုလုပ်နေတဲ့သူကဘာတူလဲဒီလားအမှုတော်ဆောင်နေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ prophet ဆိုတာက သူ့ရဲ့အသေးပဲကကျွန်တော်တခါရှင်းပြဖို့လေလေ prophet ဆိုတာဟိုဘာလဲအာဖြစ်လာမဲ့အနာဂတ်ကို ခေါ်ကြတဲ့အာလူပဲမဟုတ်ပါဘူးအဲ့လောက်ပဲမဟုတ်ပါဘူး ပရောဖက်ဆိုတာတကယ်စစ်မှန်တဲ့အသေးပဲကဖျားရဲ့စကားကိုသစင်ခံဟောကြားသူလို့အသေးပဲရပါတယ်။ထပ်ပြောမယ်နော်ပရောဖက်ဆိုတာကဖျားစကားကိုသစင်ခံဟောကြားသူလို့အသေးပဲရပါတယ်။ဒါကြောင့်ဒီကနေ့ဘဲသူဘဲဝါတွေကဖျားစကားကိုသစင်ခံဟောကြားနေတဲ့သူလေ။အဲ့ဒီလူတွေကပရောဖက်အလုပ်ကိုလုပ်နေတဲ့သူပဲဖြစ်ပါတယ်။တမဟောင်းခင်းနဲ့တမတစ်ခင်းမှာတော့ပရောဖက်ဆိုတာရှိတယ်အတင်းတော်မှာ။ဘာလို့လဲသိလား။ ကျွန်တော်တို့ဖတ်နေတဲ့66ကျမ်းကျမ်းစာမပြည့်စုံသေးလို့ဖြစ်တယ်ဆိုလိုချင်တာကဖယားသခင်ကလူကိုပြောမဲ့စကားတွေကမကုံသေးဘူးရေးလို့မကုံသေးဘူးရေးလို့မမှတ်သေးဘူးအော်ရေးမှတ်တာမပြည့်စုံသေးဘူးဒါကြောင့် prophet prophet တွေလိုတယ်ဘာကြောင့်လိုလဲဆိုဖယားသခင်ကလူတွေကိုပြောစရာစကားတွေရှိသေးတယ်အများကြီးဒီကနေ့ကဖယားသခင်လူကိုပြောမဲ့စကားတွေကပြည့်စုံသွားပြီတကူးတကဝုန်းကနေထွက်လာရင်မှအတန်နဲ့လာပြောစရာမလိုတော့ဘူးနားလည်လားမသိဘူးနော်ဘာကြောင့်လဲ ကျမ်းစာထဲမှာပြည့်စုံနေလို့ဖြစ်တယ်။ဘုရားသခင်ကကျွန်တော်တို့လူသားအလုံးကိုပြောချင်တဲ့စကားတွေကအရေးကြီးတဲ့စကားတွေကကျမ်းစာထဲမှာပြည့်စုံနေတယ်။ဒါကြောင့်တကူးတကပရောဖက်တယောက်လာရင်မှအတန်တော့ဘုရားရဲ့အတန်နာထောင်မှာနေ့ကိုလာရင်မှပြောပြစရာမလိုအပ်တော့တာ။ဒါပေမဲ့ဘာလို့လဲဆိုဂျာခန်ပရောဖက်အလုတ်ကိုလှုပ်တဲ့သူတော့လိုတယ်။ဖရားရဲ့စကားပြည့်စုံပြီဖြစ်တဲ့ဖရားရဲ့စကားတမာကျင်းစာကိုတေချာကကနနာလိလာပြီးမ ယုံကြည်သူညီကိုမမတွေကိုတုံတင်ပေးခြင်းမယုံကြည်သူတွေကိုအင်းဝင်ကလေးဟောပေးခြင်းလုပ်နေတဲ့အလုပ်ကိုလုပ်နေတဲ့သူက prophet အလုပ်လုပ်နေတဲ့ဒီကနေ့အမှုတော်ဆောင်တွေဖြစ်တယ်ဒါပေမဲ့အမှုတော်ဆောင်တွေက prophet လို့နာမည်တော့မယူတော့ဒီကနေ့ဥပမာကျွန်တော်ကဆရာရဲမင်းဖြစ်တယ်ဟိုမှာအာ prophet ရဲမင်းလို့ပြောရမလား no 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 ပြောစရာမလိုတော့ဘူးတုံးဖို့မလိုအပ်တော့တာ prophet ဆိုတာကဓာတ်ရိုက်အတန်ကိုကြားပြီးတော့မှလူတွေကိုလာပြောတဲ့အရိုက်အရာကိုပြောတာဒါပေမဲ့ဒီကနေ့အဲ့ဒီအရိုက်အရာမလိုအပ်တော့ဘူးဘာကြောင့်လဲဆိုတော့ ဖျားလူတွေကိုပြောမဲ့စကားကျန်းစာမှာပြည့်စုံသွားပြီ။ဒါကြောင့်ကျန်းစာကိုတေချာအနှက်ဖွင့်ပြီးတော့မှလူတွေကိုတုံတင်ပြသတဲ့သူတွေကိုအမှုတော်ဆောင်လို့ပဲခေါ်တော့တယ်ဒီကနေ့။ဆိုတော့ဒီနေရာမှာပေါ်ပြတဲ့ prophet မျက်နာကိုထောက်မှာ prophet ရဲ့ prophet ကိုကူညီပေးလို့လက်ခံတဲ့သူဟာ prophet အကျိုးကိုရလတန်းဆိုတာဒီကနေ့ဘယ်လိုသုံးရမလဲဆိုတော့အမှုတော်ဆောင် okay စစ်မှန်တဲ့အမှုတော်ဆောင်ပြောရနော်။စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုလက်ခံပြီးပေးလူပြီးမှကျွေးမွေးအဲ့ခံတဲ့သူဟာတဲ့ အဲ့ဒီအမှုတော်ဆောင်လှုပ်ထားတဲ့အကျိုးရလက်ကသူ့ရဲ့အဲ့ဒီလက်ခံပြီးမှပေးလို့တဲ့သူ ड़ी စီကိုတက်ရောက်တယ်တက်ရောက်တယ်ဟာလေလုယာအမှုတော်ဆောင်တွေအလုံးလုံးနေတာဘုရားသခင်အမတ်ရလားမရအောင်လားကြားတာပေါ့ဘုရားသခင်ကတော်တော်လေးတော့ကြည်နေမှာပဲဒီအမှုတော်ဆောင်တွေဩဘုရားအမှုတော်ကိုထမ်းဆောင်တာနော်တော်တော်လေးကြိုးစားကြတယ်တစ္ဆာရှိကြတယ်ဘုရားအမြင်မှာသူတို့ရဲ့အကျိုးကမနှဲလာဘူးဟုတ်တယ်လေဟုတ်တယ်နော် အမှုတော်ဆောင်တဲ့အကျိုးကမနှဲလာဘူးဟာလေလုယာဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောမယ်နော် အမှုတော်ဆောင်တွေကိုကိုညီပေးလို့ဧကခံတဲ့သူတွေက အမှုတော်ဆောင်တွေရတဲ့မဟာအကျိုးကျေးဇူးကသူတို့စီပြန်တက်ရောက်သွားတယ်ဒီကနေ့စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပေးလို့ချင်းစစ်မှန်တဲ့အမှုတော်ဆောင်တွေကိုလက်ခံချင်းစစ်မှန်တဲ့အမှုတော်ဆောင်တွေကိုဧဝတ်ကြည်ချင်းကျွေးမွေးချင်းလှုပ်တဲ့သူတွေကတဲ့အမှုတော်ဆောင်တွေရထားတဲ့ ဖျားပေးတဲ့အကျိုးကျေးဇူးအဲ့ဒီလက်အမှုတော်ဆောင်ကိုလက်ခံတဲ့သူတွေစီကိုတက်ရောက်တယ်တဲ့တက်ရောက်တယ်အဲ့လိုအဲ့လိုလက်ခံလို့ရတယ်အဲ့လိုနားလည်လို့ရတယ်။ဘာကြောင့်လဲဆိုတော့တမဟောင်းချင်းမှာ prophet လုပ်တဲ့သူကအာ prophet လုပ်တဲ့သူကိုလက်ခံတဲ့သူက prophet ရတဲ့အကျိုးကိုရတယ်လို့ပြောတယ်လေ။ဒီတိုင်းပါပဲဒီကနေ့အမှုတော်ဆောင်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပေးလို့တဲ့သူတွေကအမှုတော်ဆောင်ရထားတဲ့ကောင်းကြီးကအဲ့ဒီပေးလို့တဲ့သူတွေစီမှာတက်ရောက်လာတယ်လို့နားလည်ရတယ် 啊！监督里的白罗一面那个套约伊都爱得上得要阿姐的快过咩白偷渡的啊！叫我咩白门的呀？俺们说的和马台都冇伊，你尼阿妈都爱得上得要阿姐的快过咩白伊说了阿弟个，就那路哪里冇那酷西呀嘞？得酷个，哎，你都爱得上得要哈？阿姆罗上来骗人的咯！就那用机都的喊嘛，阿罗爱送罗来骗人，伊的快阿姆罗上我阿姆罗上我对人伊的快带马路叫人何物咯？伊的快说来说录音个哪里阿没？哎，伊的快说了。 အနေဆုံးအနေဆုံးပေးဆက်မှု okay တီးငယ်တဲ့ဘေးလူမှုတခုတီးငယ်တဲ့ကုညီမှုတခုကိုတောင်းမှဘုရားသခင်ကလုံးဝအလွတ်မပေးပဲကောင်းချီးပေးမယ်တဲ့ဟာလေလုယာဟာလေလုယာနားလည်လားမသိဘူးနော်တင်ကလေ အမှုတော်ဆောင်တွေကိုကူညီခဲ့တာဘသူမှမတွေ့ဘူးဆိုပြီးမှတင့်ကိုတင်အားငယ်ကောင်းအားငယ်မယ်အားမငယ်ပါနဲ့ဖယားသခင်မြင်တယ်ဗါလေလေဖယားသခင်မြင်တယ်တင်နေနေလေးပဲအမှုတော်အမှုတော်ဆရာစီစီမှာမျိုးစိကျဲလိုက်တယ်โอเคဟောပေးလူလိုက်တယ်โอเคကူညီလိုက်တယ်โอเค မထင်မဲ့ထားတဲ့အကူအညီတစ်ခုလေးပေးလိုက်တယ်လုံးဝတော့မပေါ်လွင်ဘူးဒါပေမဲ့ဖះစီမှာတည်တယ်နော်ဖះမြင်တယ်ဖះကနည်းနည်းအလွတ်မပေးဘူးတင့်ကိုကောင်းချီးပေးမယ်တဲ့ဟာလေလုယာအဲ့ဒါဆရာယေမင်းခွင်မပြောနေတာမဟုတ်ကျမ်းစာကအဲ့လိုပေါ်ပြတာโอเคနော်ဒါကြောင့်အမှုတော်ဆောင်တွေကိုကူညီခြင်းအမှုတော်ဆောင်တွေကိုပေးလူခြင်းလုံးဝလုံးဝလက်လွတ်ဆုံးရှုံးမခံပါနဲ့လက်လက်ဆုပ်လက်ကင်လို့ပြီးတော့မှတတ်နိုင်တယ်လို့ပါဝင်ပါတင်ပါဝင်တဲ့အထက်ဟာ ဖယားသခင်အကုန်မြင်တယ်ဖယားသခင်အကုန်လုံးတွေ့တယ်ဒါကြောင့်တင့်ကိုကောင်းချီးပေးမှာတခုမှအလို့မပေးဘူးဟာလေလုယာဒါပေမဲ့ဒီကနေ့ကျွန်တော်နားလည်ထားရမှာကအမှုတော်ဆောင်တွေကိုပေးလို့တယ်ဖယားလူကိုပေးလို့တယ်ဆိုရင်အတုကိုမပေးလို့မိဖို့တော့လို့တယ်ဒီကနေ့များအမြောက်များဆိုတော့အမှုတော်ဆောင်တွေအတုတွေမရှိဘူးလားရှိတာဗောအတုတွေအများကြီးကျွန်တော်ကျင်းစာတစ်ချက်ဖတ်ပြမယ်နော်ရှင်လုကာခရစ်ဝင်ခန်းကြီး27ငယ်8မှာဘယ်လိုပြောလဲဆိုကိုတော်ကတင်တို့ဒီလက်ဖြားခြင်းတို့မလိုက်မပါမြေအကြောင်းတတိပြုကြလောတဲ့ အများတော့သူတို့ကငါဒီအီမီတော့သူဖြစ်အချိန်ကာလလည်းရောက်လာပြီဟုဆိုလေငါဤအယောင်ကိုဆောင်၍ပေါ်လာကြလိမ့်မည်ထိုသူတို့နောက်တော့မလိုက်ကြနဲ့ယေရှုကိုယ်တိုင်လုကာထဲမှာဘယ်လိုပြောလဲဆိုရင်နောက်နောက်နောက်ဆုံးတော့ကာလမှာတဲ့ယေရှုအတုတွေပေါ်လာတယ်လို့အမှုတော်ဆောင်အတုတွေလည်းပေါ်လာမယ်တဲ့ဒီကနေ့မပေါ်လာဘူးလားပေါ်လာတာပေါ့အများကြီးအများကြီးထဲမှာတခုပြောပါဆိုရင်တေယုတ်ပြားနေလာတဲ့အနန္တတကုရှင်ဘုရားသခင်အတင်းတော်ဆိုတဲ့အဖွဲ့ကိုကြားဘူးလားကျွန်တော်ခဏခဏပြောတယ်ယေရှုဟာ တယုံမတယောက်ကထွက်လာပြီးမှငါကယေရှုပါလို့ပြောတာလေရန်ရှပင်းလို့ခေါ်တယ်သူ့နာမည်အခုအမေရိကရောက်နေပြီနော်ငါကယေရှုပဲတဲ့သူ့ကိုယ်သူအဲ့လိုပြောတာအဲ့ဒါကိုလေယုံတဲ့သူအများကြီးပဲအာအော်စရာပဲဒီကနေ့ကျမ်းစာကိုတေချာကကနနမလိလာမဖတ်ရှုမနားထောင်ခဲ့တဲ့ယုံကြည်သူတွေအကုန်ပါသွားတာသူတို့နောက်အကုန်ပါသွားတာယေရှုလာပြီးပြီတဲ့ဒုတိယချိန်လာပြီးပြီတဲ့ယေရှုကလူစားတိလာခံပြီးပြီတဲ့ဒုတိယချိန်လူစားတိခံတဲ့ယေရှုက အာအမျိုးသမီးကိုလုံးနဲ့လာတယ်တဲ့အဲ့ဒါရန်ရှာပင်တေယုံမပဲတဲ့အာကြောက်စရာကြီးကြောက်စရာကြီးသဘောပေါက်လားအတိကပြောပြချင်တာကဒီကနေ့တင်ပီးလူတွေလို့ပြောလိုက်တဲ့ခါမှာလွဲမာတဲ့မိတ်စာပရောဖက်တွေကိုပေးလူမယ်ဆိုရင် ကောင်းကြီးမရတာနေမကဘူးချိန်ချင်းအမင်္ဂလာပဲဖြစ်မယ်တင်အဲ့ဒီအဖွဲ့မှာပါဝင်နေလို့ရှိရင်ငရေပဲစောက်ထိုးကြမယ်โอเคထပ်ပြောမယ်နော်စကားကြံတော့ရင်တော့ခွင့်လွတ်ပါတကယ်လို့ဖြစ်မှာမိတ်စာပရောဖက်တကယ် ။ဟိုပါလေမိစ္ဆာအယူဝါဒနောက်ပါသွားရင်တော့ကေတင်ချင်းပါရမှာမဟုတ်ဘူး။โอเคတတိထားပါတတိထားပါ။ဒါကြောင့်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုတင်တီချရွေးချယ်ပြီးတော့မှဖျားပေးတဲ့ဉာဏ်ပညာနဲ့ပိုင်းဖြတ်ပြီးမှပေးလူပါပါဝင်ပါ။ဒါပေမဲ့မာယွန်းတဲ့သူကိုပေးလူဖို့ရင်အတွက်လောကမလုပ်ပါနဲ့။တခိုးအားပေးဖြစ်သွားမယ်။โอเคတခိုးအားပေးလောကမှာနေတဲ့အခါမှာကျွန်တော်တို့လောကနိယာမှာဥပဒေတော်မှာဒီလိုတတ်မှတ်ထားတယ်လေ။တခိုးလက်ခံမှုဆိုမှကျွန်တော်တို့ခိုးတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကတခိုးကိုလက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့ကတခိုး လက်ခံမှုဆိုမှအမှုတစ်ခုဖြစ်သွားတယ်အပြစ်ဖြစ်သွားတယ်ဟုတ်တယ်နော်ဖခင်ရဲ့ညံ့မမှာဒီထက်ပိုမှမြင့်တယ်လေဖခင်ရဲ့ဥပဒေကဒီထက်မြင့်တယ်အာမိတ်စာပရောဖက်တွေကိုအားပေးနေတယ်ဆိုရင်သင်ကပိုဆိုးသွားလိမ့်မယ်ဒါကြောင့်မိတ်စာပရောဖက်တွေဟုတ်မဟုတ်ဟုတ်တယ်ဆိုရင်ရှောင်းပါရှောင်းပါဖရားသခင်တင့်ကိုအလင်းပေးပါစေတန်ရှင်တော်ဝင်တော်တင့်ကိုအလင်းပေးပါစေဟာလေလုယာနိဂုံးချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကပါလဲဆိုတော့အာအမှုတော်ဆောင်စစ်ကိုလက်ခံကြွေးမွေး ပေးလူကိုညီတဲ့အခါမှာအမှုတော်ဆောင်တွေရထားတဲ့ကောင်းကြီးမင်္ဂလာတင့်ပေါ်မှာစီစင်းလာတယ်ဆိုပြီးမှကျွန်တော်လူရင်းတူရှင်လေးနဲ့ဝင်ငါသွားတယ်ဒါကြောင့်ဒီကနေ့ကနေစပြီးဒီတရားဒေသနာကိုနားထောင်သွားပြီဆိုရင်နောက်နောက်ကြုံလာရင်အမှုတော်ဆောင်စစ်လို့တည့်ရအထဲကတန့်ရှင်တော်ဝိညာဉ်တော်ကတင့်ကိုပေါ်ပြတယ်ဆိုရင်လောကလက်လွတ်အဆုံးရှုံးမခံပါနဲ့ဒီခွင့်ရေးကိုကိုကြီးပါတတ်နိုင်တယ်လို့ပေးလူပါတတ်နိုင်တယ်လို့ပေးဆက်ထားပါဒါကြောင့် ဒါကြောင့်ဒီတရားသီတနာအားဖြင့်တင့်တက်တာထဲမှာဘာဖြစ်စီခြင်းလဲဆိုတော့ကောင်းကြီးရတော့သူဖြစ်စီခြင်းတာကျွန်တော်ကဟာလေလုယာကျွန်တော်တို့ဆရာရေမင်းကိုတိုင်ကလည်းအမှုတော်ဆောင်ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့လည်းရှာတယ်လေဘယ်သူကအမှုတော်ဆောင်စစ်လဲဆိုမှရှာတယ်ဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်အထဲမှာရှိတဲ့အတွက်တူထီလာတယ်ဆိုရင်ကျွန်တော်တို့လည်းလုံးဝအခွင့်အရေးကိုအဆုံးရှုံးမခံဘူးကျွန်တော်တို့ကိုတိုင်ကလည်းပေးလို့တယ်ပေးလို့တယ်โอเคဒါပေမဲ့ကိုပေးလို့လိုက်တာဘလောက်ပေးလို့လိုက်ပြီဆိုမှဝါကြွားဖို့မဟုတ်လေဘုရားသခင်တီးဖို့ဖြစ်တယ် ဘုရားသခင်တည်သွားတဲ့အခါမှာကျွန်တော်တို့ကသူလှုပ်တဲ့အကျိုးအမြတ်ကကျွန်တော်တို့စီမှာလဲတက်ရောက်လာတယ်ဟာလေလုယာနားလေပါစေနော်ဟုတ်ပြီဒီကနေ့နှုတ်ဘက်တော်ကိုဒီမှာပဲရနာခွင့်ပြုပါနော်နားမလဲတာရှိလို့ရှိရင်ဆရာအောက်ကိုအဲ့ဒီမှာမေးမြန်းလို့ရတယ်ဆုတောင်းခံစရာရှိတယ်ဆိုရင်လဲလာလို့ရတယ်နှုတ်ဘက်တော်ကိုတော့ဒီမှာပဲရနာခွင့်ပြုပါနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်ပါရွေ့ပါရွေ့ကောင်းချီးပေးပါစေတော့အာမင်